ကမ္ဘာပေါ်တွင်မွ슬င်ဘာသာဝင်များအ धिक နေထိုင်သောနိုင်ငံပေါင်း90ခန့်ရှိပါသည်။ယင်းတို့အနက်စီရီအရာကမ္ဘာအင်အားကြီးမားတဲ့မွ슬င်နိုင်ငံ၅နိုင်ငံအကြောင်းကိုပြောပြသွားမှာဖြစ်ပါသည်။နံပါတ်၁တူရကီနိုင်ငံတူရကီစစ်တပ်ရဲ့လူအင်အားကိုလေ့လာကြည့်မယ်ဆိုပါကတာဝန်ထမ်းဆောင်လျက်ရှိသောစစ်တပ်အရေအတွက်က၄800အရန်စစ်သားအရေအတွက်၃800တူရကီစစ်တပ်ဟာ ရင်းစစ်တပ်အတွက်အမေရိကန်ဒေါ်လာ25ဘီလီယံခန့်သုံးစွဲထားပြီးတော့တူရကီနိုင်ငံဟာမြောက်အတလန်တိတ်စာချုပ်နေတိုအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးခိမီစစ်အင်အားကို ပိုင်ဆိုင်တာဒေတာတွင်ဩဇာကြီးမှပါတယ်တူရကီနိုင်ငံရဲ့ကုန်းတွင်းပိုင်းအင်အားကိုလေ့လာကြည့်မယ်ဆိုရင်တင်ကားအရေအတွက်2000ကျော်တန်ချက်ကရင်9000ကျော်မောင်းတူမဲ့အမြောက်ရင် 3000ကျော်ဒုံးပြန်စနစ်မျိုးစုံ200ကျော်ခန့်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လေတပ်အင်အားကိုလေ့လာကြည့်မယ်ဆိုပါက တူရကီတပ်မတော်တွင်လေယာဉ်စီးရေ1000ကျော်ရှိပြီးတော့မြင်းတို့အနက်တိုက်လေယာဉ်စီး300နှင့်ရဟတ်ယာဉ်စီးရေ300ကျော်ရှိပါတယ်။ F16 Typhoon Tactical တိုက်လေယာဉ်တွေဟာတူရကီလေတပ်ရဲ့အကြီးစားတိုက်လေယာဉ်တွေဖြစ်ပါတယ်။ ရေတပ်အင်အားကိုကြီးမဲ့ဆိုပါကတူရကီနိုင်ငံရဲ့ရေတပ်တွင် Fighter စစ်ရေတပ်ပေါင်း16စီးကော်ဗက်တာစီးရေ9စီးနှင့်ရေငုပ်တင်မော73စီးကိုပိုင်ဆိုင်ထားပါတယ်။လေယာဉ်တင်တင်မောနှင့်ဖြတ်တင်မောများကိုတော့ပိုင်ဆိုင်ထားခြင်းမရှိသေးပါဘူး။အင်ဒိုနီးရှားစစ်တပ်တွင်တာဝန်ထမ်းဆောင်လျက်ရှိသောစစ်တပ်အရေးအတွက်က လေသိန်းအရန်စစ်သားရေအတွက်လေသိန်းခန့်အထိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အင်ဒိုနီးရှားစစ်တပ်ဟာရင်းစစ်တပ်အတွက်အမေရိကန်ဒေါ်လာ7ဘီလီယံခန့်သုံးစွဲထားပြီးတော့လူဦးရေအများဆုံးမွတ်စလင်နိုင်ငံဖြစ်သည့်အင်ဒိုနီးရှားဟာရင်းဤတက်မတော်ကိုခင့်မိအောင်လှုပ်ဆောင်နေပြီးအင်အားတောင့်တင်းသည့်ရေတပ်ကိုပိုင်ဆိုင်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ကုန်းတွင်းပိုင်းအင်အားကိုလေးလာကြည့်မယ်ဆိုရင် တင်ကားအရေအတွက်300ကျော်တန်ချက်ကရင်2000ကျော်မောင်းတူမဲ့အမြောက်ရင်150ကျော်ဒုံးပြန်စနစ်မျိုးစုံ60ကျော်ခန့်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်အင်ဒိုနီးရှားစစ်တပ်တွင် လေယာဉ်အစီးရေ900ကျော်ရှိပြီးတော့ဘင်းတို့အနက်တိုက်လေယာဉ်အစီး100ကျော်နှင့်ရဟတ်ယာဉ်အစီးရေ80ကျော်ရှိပါသည် F16 Dassault Rifle F4 KKF21 F15 Thaks ထိတ်ခန်းဂျီထန်အစရှိတဲ့တိုက်လေယာဉ်တွေဟာအင်ဒိုနီးရှားလေတပ်ရဲ့အကြီးကတိုက်လေယာဉ်တွေဖြစ်ပါတယ်။ရေတပ်အင်အားကိုကြည့်မယ်ဆိုပါကအင်ဒိုနီးရှားနိုင်ငံရဲ့ရေတပ်တွင် Frigate 6ရေတပ်ပေါင်း9စီး Corvette စီးရေ25စီးနှင့်ရေငုပ်သင်္ဘော၄စီးကို ပိုင်ဆိုင်ထားပါတယ်။လေယာဉ်တင်သင်္ဘောနှင့်ဖြတ်သင်္ဘောများကိုတော့ပိုင်ဆိုင်ထားခြင်းမရှိသေးပါဘူး။ ဆော်ဒီအာရေဗျစစ်တပ်တွင်တာဝန်ထမ်းဆောင်လျက်ရှိသောစစ်တပ်အရေးအတွက်က2300အရန်စစ်သားအရေးအတွက်နှစ်သိန်းခွဲခန့်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဆော်ဒီအာရေဗျစစ်တပ်ဟာရင်းစစ်တပ်အတွက်အမေရိကန်ဒေါ်လာ85ဘီလီယံခန့်သုံးစွဲထားပြီးတော့ဆော်ဒီအာရေဗျသည်ကာကွယ်ရေးအသုံးစရိတ်မြင့်မားသည့်နိုင်ငံဖြစ်ပြီးခေတ်မီလက်နက်စနစ်များကိုအမေရိကန်နှင့်ဥရောပနိုင်ငံများမှ အများအပြားဝယ်ယူလျက်ရှိပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ဂုံးတွင်းပိုင်းအင်အားကိုလိလာကြည့်မယ်ဆိုရင်တင်ကားအရေအတွက်800ကျော်တန်ချက်ကရင်3000ကျော်မောင်းတူမဲ့အမြောက်ရင်300ကျော်ဒုံးပြန်စနစ်မျိုးစုံ300ကျော်ခန့်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဆော်ဒီအာရေဗျစစ်တပ်တွင် လေရင်အစီးရေ1000ကျော်ရှိပြီးတော့မင်းတို့အနက်တိုက်လေရင်အစီး400ကျော်နှင့်ရဟတ်ရင်အစီးရေ400ကျော်ရှိပါတယ်။ F15 Typhoon Panavia Tornado Woods F15 အစရှိတဲ့တိုက်လေရင်တွေဟာ ်ဆော်ဒီအာရေဗျလေတပ်ရဲ့အဓိကတိုက်လေယာဉ်တွေဖြစ်ပါတယ်။ရေတပ်အင်အားကိုကြည့်မယ်ဆိုပါကဆော်ဒီအာရေဗျနိုင်ငံရဲ့ရေတပ်တွင် Frigate စစ်ရေတပ်ပေါင်း9စီး Corvette စစ်ရေ၉စီးနဲ့ရေငုပ်တင်မောလေယာဉ်တင်တင်မောနဲ့ဖြတ်တင်မောများကိုတော့ပိုင်ဆိုင်ထားခြင်းမရှိသေးပါဘူး။ပါကစ္စတန်စစ်တပ်တွင်တာဝန်ထမ်းဆောင်ရရှိသောစစ်တပ်အရေအတွက်က6သိန်းခွဲ အရန်စစ်သားအရေအတွက်9သိန်းခန့်အထိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ါကစ္စတန်စစ်တပ်ဟာရင်းစစ်တပ်အတွက်အမေရိကန်ဒေါ်လာ10ဘီလီယံခန့်သုံးစွဲထားပြီးတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီးကြီးမားသည့်စစ်အင်အားကိုထိန်းသိမ်းထားပါတယ်။ ါကစ္စတန်နိုင်ငံရဲ့ကုန်းတွင်းပိုင်အင်အားကိုလေ့လာကြည့်မယ်ဆိုရင်တင်ကားအရေအတွက်1200တန်ချက်ကရင်9000ကျော်မောင်းတူမဲ့အမြောက်ရင်300ကျော်ဒုံးပြက်စနစ်မျိုးစုံ50ကျော်ခန့်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်ပါကစ္စတန်စစ်တပ်တွင်လေရင်အစီးရေ1400ကျော်ရှိပြီးတော့မင်းတို့အနက်တိုက်လေရင်အစီး400ကျော်နှင့်ရဟတ်ရင်အစီးရေ400ကျော်ရှိပါတယ် JF17 F16 team J10C J35A Mirage အစရှိတဲ့တိုက်လေယာဉ်တွေဟာပါကစ္စတန်လေတပ်ရဲ့အဓိကတိုက်လေယာဉ်တွေဖြစ်ပါတယ်ရည်တက်အင်အားကို ကြည့်မယ်ဆိုပါကပါကစ္စတန်နိုင်ငံရဲ့ရည်တက်တွင် Frigate စစ်ရည်တက်ပေါင်း၁၀ Corvette စစ်ရည်၈စီးနဲ့ရေမုတ်တင်မော၈စီးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးလေယာဉ်တင်တင်မောနဲ့ဖြတ်တင်မောများကိုတော့ပိုင်ဆိုင်ထားခြင်းမရှိသေးပါဘူး။ အီရန်စစ်တပ်တွင်တာဝန်ထမ်းဆောင်လျက်ရှိသောစစ်တပ်အရေးအတွက်က9သိန်းအရန်စစ်သားအရေးအတွက်3သိန်းခန့်အထိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အီရန်စစ်တပ်ဟာရင်းစစ်တပ်အတွက်အမေရိကန်ဒေါ်လာ30ဘီလီယံခန့်သုံးစွဲထားပြီးတော့ဒေတာတွင်အင်အားကြီးနိုင်ငံဖြစ်သည့်အီရန်သည်မြင်းဤဒုံးကျည်အစီအစဉ်နှင့်ဒေတာတွင်မဟာမိတ်ကွန်ရက်တို့ကြောင့်ထင်ရှားပါတယ်။ အီရန်နိုင်ငံရဲ့ကုန်းတွင်းပိုင်းအင်အားကိုလေ့လာကြည့်မယ်ဆိုရင် တင်ကားအရေအတွက်1900ကျော်၊တန်ချက်ကာရင်2000ကျော်၊မောင်းသူမဲ့အမြောက်ရင်300ကျော်၊ဒုံးပြန်စနစ်မျိုးစုံ80ကျော်ခန့်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အီရန်စစ်တပ်တွင်လေရင်အစီးရေ900ကျော်ရှိပြီးတော့မင်းတို့အနက်တိုက်လေရင်အစီး100ကျော်နှင့်ရဟတ်ယာဉ်အစီးရေ300ရှိပါတယ်။ JF-17 Mike 29 Sukhoi Su-24 F-4G တင်းစီအစရှိတဲ့တိုက်လေရင်တွေဟာ အီရန်လေတပ်ရဲ့အဓိကတိုက်လေယာဉ်တွေဖြစ်ပါတယ်။ရေတပ်အင်အားကို ကြည့်မယ်ဆိုပါကအီရန်နိုင်ငံရဲ့ရေတပ်တွင် Frigate စစ်ရေတပ်ပေါင်း9စီး Corvette စီးရေ9စီးနဲ့ရေငုပ်သင်္ဘော16စီးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးလေယာဉ်တင်သင်္ဘောနဲ့ Multi Class Frigate ၄စီးကိုဖျက်သင်္ဘော ဖြစ်ရည်ညွှန်းအသုံးပြုနေတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်။